အနက်ခင်းကိုနိုးထစေရဲ့ copy ခွဲလေးတစ်ခွက်အဲဒါပေမဲ့ဒီ copy ဆိုတဲ့အရာလူသားတွေရဲ့နှလုံးသားကိုဘယ်လိုသိမ့်မဲ့ခဲ့ရလဲနောက်ပြီးတော့ကမလူရဲ့အများစုဆွဲလန်းနှစ်သက်စွာတောက်တုံးနေတဲ့ဒီ copy ဟာစိတ်ကြောင်ကနေအစပြုတယ်ဆိုတဲ့ဇာတ်လမ်းကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါ high kick ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ copy ကိုလူသားတွေဘယ်လိုစတဲ့တွေးရှိလဲဆိုတဲ့အကြောင်းကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုပါတယ် ခရစ်နှစ်850ဝန်းကျင်အီသီယိုးပီးယားမှာကေဒီဆိုတဲ့စစ်ကြောင်းသားတစ်ယောက်ကသူ့ရဲ့စိတ်တွေထူးဆန်းစွာတက်ကြွလန်းဆန်းနေတာကိုသူသတိထားမိခဲ့ပါတယ်။အကြောင်းရင်းကတော့အနီရောင်အသီးတချို့ယခုခေတ်မှာဖြစ်လာမဲ့ကော်ဖီဆိုတဲ့အသီးတချို့ကိုစားမိလို့ပဲဖြစ်ပါတယ်။ကေဒီကိုယ်တိုင်လည်းဒီအနီရောင်အသီးတချို့ကိုစမ်းစားကြည့်တဲ့အခါသူလည်းစိတ်တွေလိုပဲလန်းဆန်းတက်ကြွလာတာကိုသူသတိထားမိခဲ့ပါတယ်။အဒီလိုနဲ့ကော်ဖီရဲ့ဖော်ဆန်းတဲ့ခီးစဉ်ကစတင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ ဘာကြောင့် ကော်ဖီမှာဒီတော့ဆွမ်းရှိတာလဲဆိုတာကတော့အဖြေကကဖိန်းတက်ပဲဖြစ်ပါတယ်။ကော်ဖီပင်းတွေမှာကဖိန်းတက်ဟာအင်းဆက်တွေကိုပယ်ရှားဝင်ညာမှာအသုံးပြုပြီးဝိမုံကူးတဲ့တံတားတွေကိုဆွဲဆောင်တဲ့နေရာမှာအသုံးပြုပါတယ်။ဒါကတော့တဘာတရကြီးကပေးထားတဲ့လက်ဆောင်တစ်ခုပဲဖြစ်ပါတယ်။လူတွေကတော့ဒီအကျိုးကျေးဇူးကိုအသုံးချခဲ့ပြီးကော်ဖီသီးတွေကိုအချောက်ကန်မီးကင်ပြီးဖျော်ဆက်ကအားဖြင့်အဖျော်ရရမကဖြစ်လဲပြောင်းလဲသုံးဆွဲခဲ့ကြတာပဲဖြစ်ပါတယ်။1450ခုနှစ်တွေမှာတော့ကော်ဖီဟာ ကုံသွေးလမ်းကြောင်းတွေကလည်းတဆင်အရှိအလဲပိုင်းတို့ပြန့်နှံ့သွားခဲ့ပါတယ်။ရီမင်မှာဆူဖီဘာသာရေးကောင်းတော်တို့ကကော်ဖီကိုဘာသာရေးထုံးလန်းစင်လာပွဲတွေမှာတောက်သုံးဖို့အကြံပေးခဲ့ပါတယ်။ပကြခင်မှာပဲအော်တိုမန်အင်ပါယာတဲမှာလည်းကော်ဖီဟာလူမှုရေးဘဝရဲ့အစိပ်ပိုင်းအဓိကအစိပ်ပိုင်းဖြစ်လာခဲ့ပါတယ်။သူတွေကကော်ဖီဆိုင်တွေမှာစုဝေးပြီးကော်ဖီရဲ့အရသာကိုခံစားခဲ့ကြပါတယ်။ ဒါပေမဲ့ copy ကအငင်းပွားမှုတွေကိုလည်းပေါ်စေခဲ့ပါတယ်1912ခုနှစ်မကာမြို့မှာဘာသာရေးပညာရှင်တွေက copy ကမွေးစေဝါတမျိုးဖြစ်ပြီးတောက်တော့ရင်မတင်ဘူးဆိုလည်းပြောခဲ့ကြပါတယ်နောက်ဆုံးမှာတော့ copy ကိုတရားဝင်တောက်တော့ဖို့ခွင့်ပြုပေးခဲ့ကြပြီးအဲဒမက်စကတ်နဲ့အစ္စတန်ဘူလိုနေရာတွေမှာလည်း copy ဆိုင်တွေအများများပေါ်ပေါက်လာခဲ့ပါတယ်1500နောက်ပိုင်းတွေမှာတော့ရီမင်နိုင်ငံကနေ copy တင်ပို့မှုတွေကိုစတင်ခဲ့ပြီးမိုခါဆိုတဲ့နာမည်ဟာကမ္ဘာကျော်လာခဲ့ပါတယ်အော်တိုမန်အင်ပါယာကလည်း ဥရောပတီကော်ပီယာပြန့်နှံ့သွားအောင်လုပ်ခဲ့ပါတယ်1650မှာလန်ဒန်မှာပထမဆုံးကော်ပီဆိုင်တွေဖွင့်လှစ်ခဲ့ပြီး1663ခုနှစ်မှာတော့စိုင်ပေါင်း80ကျော်တိရှိလာခဲ့ပါတယ်ပဲရစ်မြို့မှာဆိုရင်ဗော်ဒီလိုညံလဲရရှိသူတွေကကော်ပီဆိုင်တွေမှာစုဝေးပြီးတနေ့ကိုကော်ပီခွတ်50ကျော်တောက်သုံးခဲ့တယ်လို့လည်းဆိုကြပါတယ်ကော်ဖီကတကဘာလုံးဆိုင်ရာအောင်မြင်ခဲ့ပေမဲ့အပေါက်ပဲချမ်းလက်ရှိခဲ့ပါတယ်။ဥရောပအင်ပါယာတွေဟာ အာရှလက်တင်အမေရိကနဲ့ကာရေဘီယံတွေမှာကျုံလုံသားတွေကိုအသုံးပြုပြီးကော်ဖီဆိုင်ခင်းတွေထူထောင်ခဲ့ပါတယ်။1906ခုနှစ်မှာဘရာဇီးဟာကမ္ဘာကော်ဖီရဲ့80ရာခိုင်နှုန်းကျော်အထိထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုကကော်ဖီဆိုင်ဖို့အတွက်တက်တော်တွေကိုခုတ်ရှင်းလင်းရမှာတက်တော်ပြုံးတိမှုနဲ့ကျုံလုံသားတွေကိုလူမဆန်တဲ့ခိုင်းစေမှုတွေနဲ့တိစောက်နိုင်ခဲ့တာပဲ။ 1906ခုနှစ်မှာပထမဆုံးစီးပွားဖြစ် Espresso Coffee Project ပေါ်ပေါက်လာခဲ့ပါတယ်1950ခုနှစ်တွင်မှာဆိုရင် American စက်ရုံတွေရဲ့60ကျော်မှာ coffee အနားယူခြင်းတီးတိုင်းတွေထည့်သွင်းခဲ့ပါတယ်ဒီနေ့မှာဆိုရင်အရေးသွေးမြင့် coffee ဈေးတွေနဲ့ထော့ဆက်နည်းတွေကိုလေးထားတဲ့အထူး coffee တွေအားလည်းကမ္ဘာတဝန်းမှာရေပန်းစားနေပါတယ်ဒါပေမဲ့ coffee လုပ်ငန်းမှာဆေးခွန်မှုတွေရှိနေသေးပါရာသီဥတုပြောင်းလဲမှုကြောင့် coffee ပေါက်ရောက်တဲ့ဒေသတွေဟာကျုံလာပြီးတော့ဒါကိုရှင်ဆိုင်ဝတ်သိပ္ပံပညာရှင်တွေဟာ ခံနိုင်ရှိတဲ့ coffee မျိုးစေ့တွေကိုဖန်တီးနေကြပါတယ်။ဒါအားလုံးတက်ခွားတဝါမှာနေ့စဉ်ဘဝရဲ့အစိပ်ပိုင်းဖြစ်တဲ့ coffee ကိုကာဝယ်ဖို့ပါပဲ။ဒါကြောင့်နောက်တစ်ချိန်သင် coffee တောက်တဲ့အခါဒီ coffee ရဲ့ထူးခြားတဲ့သမိုင်းရံကိုသတိရလဲပါ။စိတ်တခေါင်ကလည်းကဘာကိုသိမ့်ပိုက်ခဲ့တဲ့ coffee ဟာတကယ်ကိုမော်ဆန်တဲ့အရာတစ်ခုပါပဲ။ဒီနေ့ပြည်တွေကတော့ဒီလောက်ပါပဲ။နောက်ပြည်တွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။